2020အိုလံပစ်ပွဲတော်ကိုအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ဂျပန်နိုင်ငံမျိုးတော်တူတူဟာပွဲတော်ကာလအတွင်းအကြမ်းဖက်မှုနဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်မှာကိုစိုးရိမ်ထိတ်လန့်နေပြီးအကောင်းမွန်ဆုံးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့တာဝန်ရှိသူတွေကဇွန်လ21ရက်နေ့ကပြောပါရတယ်။ 2020ပြည်နှစ်ဇွန်လ24ရက်နေ့မှာတိုကျိုအိုလံပစ်ပွဲတော်ကိုကျင်းပမှာဖြစ်ပြီးရာချီတဲ့ကစားသမားတွေနဲ့တင်းချီတဲ့အားပေးသူပရိသတ်တွေကိုတိုကျိုမြို့တော်မှာလက်ခံသွားမှာဖြစ်ပါတယ်။လာရောက်သူတွေရဲ့လုံခြုံရေးအတွက်မြို့တော်တာဝန်ရှိသူတွေနဲ့အစိုးရတာဝန်ရှိသူတွေကအကောင်းဆုံးပြင်ဆင်နေရလို့ပြောခဲ့ပေမယ့်ငလင်ကြီးတွေနဲ့ဆူနာမီတွေအတွက်တော့တာဝန်ရှိသူတွေဟာကာကွယ်မှုတွေလှုပ်ဆောင်မှုခက်ခဲတယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံဟာငလင်ပြည့်၍ကြောရီတရှိရာနေရာအနီးမှာတရှိပြီးပြင်းထန်တဲ့ငလင်ကြီးတွေနဲ့ဆူနာမီတွေရဲ့တန်ကိုမကြာခဏကြုံတွေ့ရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။အဲ့လိုသဘာဝဘေးအန္တရာယ်တွေဟာမြို့တော်တိုကျိုကိုတိုက်ရိုက်ထိခိုက်မှုမရှိခဲ့ပေမဲ့လျှက်စစ်မီပြတ်တောက်ခြင်းတွေနဲ့တည်ယူပို့ဆောင်ရေးစနစ်ပျက်စီးမှုတွေတော့ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ိုလံပစ်ပွဲတော်မတိုင်ခင်မြို့တော်တိုကျိုမှာငလင်ကြီးတစ်ခုဓာတ်ရိုက်လှုပ်ခတ်ခဲ့မယ်ဆိုတာကအိုလံပစ်ပွဲတော်ပြင်ဆင်ရေးအတွက်ကြီးမားတဲ့ကပေးတစ်ခုဖြစ်လာမှာဖြစ်ပြီးဂျပန်စီးပွားရေးကိုလည်းကြီးမားစွာထိခိုက်လိမ့်မယ်လို့တိုကျိုအိုလံပစ်ပွဲတော်ကျင်းပရေးတာဝန်ရှိသူတဦးဖြစ်တဲ့ဟီရာတာကပြောပါရယ် ဲ့လိုအခြေအနေမျိုးတွေဖြစ်လာမယ်ဆိုတာကအစားထိုးကျင်းပမဲ့မြို့ကြီးတွေကိုလည်းအသင့်ပြင်ထားတယ်လို့သူကဆက်ပြောပါရယ်တိုကျိုအိုလံပစ်ပွဲတော်မှာအသုံးပြုမဲ့အဆောက်အုံအနေနဲ့ကစားကွင်းတွေဟာငလင်တန်ခံနိုင်တယ်လို့သိရပြီးတိုကျိုမြို့တော်ဟာလည်းကမ္ဘာပေါ်မှာသဘာဝဘေးအန္တရာယ်ကာကွယ်ရေးကိုအကောင်းမွန်ဆုံးနဲ့အဆင့်အမြင့်ဆုံးပြင်ဆင်ထားတဲ့မြို့တစ်မြို့ဖြစ်တယ်လို့သိရပါဗျ 1923ခုနှစ်ကဂျပန်နိုင်ငံမှာမဟာကန်တိုမြင်းကလင်းလှုပ်ခတ်ခဲ့တဲ့အတွက်လူသသိန်းကျော်သေဆုံးခဲ့ရပြီး2012ခုနှစ်ကလည်းဂျပန်နိုင်ငံအရှေ့မြောက်ဘက်မှာငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီးဆူနာမီဖြစ်ပေါ်ခဲ့တာကြောင့်လူပေါင်း18,500ကျော်သေဆုံးခဲ့ရတာဖြစ်ပါတယ်။